ပေါ်ဆန်းဆန်တူလောင်ဖြန့်ပြူရောင်းချသူတွေအနေနဲ့တူလောင်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းလုံးဝမပြုလုပ်ဖို့မြန်မာနိုင်ငံဆန်စပါအသင်းချုပ် MRF ကတတိပေးလိုက်ပြီး ရန်ကုန်မှာပေါ်ဆန်းဆန်စင်းဟုတ်တည်ငြိမ်မှန်ကန်ဖို့စားသုံးသူတွေစီဓာတ်ရိုက်ရောင်းချပေးမယ်လို့လည်းအသင်းချုပ်ကကြေညာချက်ထုတ်ပြန်ပါတယ်ဒီအစီအစဉ်ကို MRF နဲ့မြန်မာနိုင်ငံဆက်စပါးကုန်သည်များအသင်းတို့ပူးပေါင်းပြီးလာမယ့်နိုဝင်ဘာလ26ရက်နေ့ကစလို့အကောင့်ထဲပုံမှာဖြစ်ပြီးအဲ့အကြီး24ပြည်စံအိတ်တွေကိုအဲ့အရောက် post နဲ့ ဲ့အသေးတွေကိုရက်ကွက်နဲ့ဈေးတွေအထိလှည့်လည်ရောင်းချသွားမယ်လို့သိရပါတယ်ဒီအစီအစဉ်မှာပူပေါင်းပါဝင်မှုရန်ကုန်တိုင်းအတွင်းကပေါ်ဆန်းဆန်တူလောင်ဖြန့်ဖြူရောင်းချသူတွေနဲ့လက်လီဆိုင်တွေကိုလည်းမြန်မာနိုင်ငံဆန်စပါးကုန်သင်များအသင်းကအတိပေးထားတယ်လို့ဆိုပါတယ်ဒါပြင်လုပ်ငန်းရှင်တွေအနေနဲ့စီးပွားရေးနဲ့ကုသရေးဝန်ဝင်ကြီးဌာနရဲ့ညွှန်ကြားချက်အရဆန်စပါးတူလောင်ဖြန့်ဖြူရောင်းချမှုအချက်အလက်တွေကို မြန်မာဆန်စပါအွန်လိုင်း MYRO မှာလစဉ်လစံတရနေ့ကနေ9ရက်နေ့အတွင်းမပြတ်မကွက်စီရင်သွင်းဖို့ကိုလည်းထမှန်သတိပေးထားပါရရှင်။